ချက်ပြောဦးမယ်။ကြောင်းမြကိစ္စပဲ။သူ့ရင်းသားလည်းမတော်ဆက်ဘူး။တမျိုးတည်းလည်းမဟုတ်ဘူး။ဒါပေမဲ့ထပ်စဉ်းစားပြရအောင်နော်။ကျွန်တော်ကကျူးလုံမိတဲ့ကလေးတွေရဲ့မိဘနေရာမှာစိုးရင်။ဟဲ့ကျွန်တော်မလုပ်မလဲ။အခုလိုအခြေအနေမျိုးတွေဖြစ်လာတဲ့အချိန်မှာမဆောင်ဘူး။ဖြစ်တဲ့အကြောင်းတရားကသူ့ဘက်ကိုယ့်ဘက်ဘယ်သူမှမမှန်မှန် အဲဒါကိုကျွန်တော်မစွေးသေးဘူးစဉ်းစားသေးဘူးလုတ်ရက်ကတော့ကိုတန်သတိဘက်ကမှားသွားပြီအဲ့လိုမျိုးဆိုရင်တော့ဖြစ်တဲ့ပြဿနာလည်းလူသိချင်ကြကြီးဖြစ်တဲ့ကိစ္စဘာကိစ္စမှလည်းမသိကြဘူးကုတက်မသိရသေးတာအဲဒါပေမဲ့ကိုတန်သတိဘက်ကသွားပြီးတော့ကျူးလွန်လိုက်တဲ့ကိစ္စကတော့တန်နိုင်ငံလုံးပြီးသွားပြီအဲ့လိုကျွန်တော်သာဆိုရင်ယောက်ျားတော့ယောက်ျားစကားပဲပြောတယ်တစ်ဖက်မိသားစုစီသွားမယ်တစ်ဆိုင်အကြီးကြီးခေါ်မယ် ။အဲအကြောင်းနဲ့ပတ်သက်တဲ့အုတ်ထင်းမှုရှိတယ်။ဆရာဆရာမတွေအကြောင်းအုတ်ထင်းစီကတင်းတင်းကြီးတွေဟဲ့လားလိုရတဲ့လူတွေကျွန်တော်ခေါ်သွားမယ်။တစ်ဖက်ကလေးရဲ့အရှိမကျွန်တော်သာသမီခေါ်ပြီးတော့ဒါသူတို့ဖြစ်တဲ့ဒါတချောင်းတဲ့ကတော့တငငချင်းဖြစ်မှာပဲ။သွားပြီးတော့လူကြီးရတဲ့နေနာသူရဲ့ကလေးရဲ့အမေကိုမိဘကြီးကိုကြီးစာနာစိတ်နဲ့အရင်းငယ်နဲ့တော့တောင်းပါမယ်။ကိုသာသမီမှားသွားတဲ့ကိစ္စအတွက်လေကိုသာသမီတွေကိုတစ်ဖက်ကနေနာသူကျင်းနဲ့လောက်တဲ့အထိ ဆွေးနွေးကြနေမယ်ကျွန်တော်ဆိုလို့ကျတာပါးရိုက်ခံရတာကိုပါးပြရိုက်ခံဖို့ပြောတာမဟုတ်ဘူးဒူးတောက်ပြီးတောင်းပန်ရတာကိုပြန်ပြီးဒူးတောက်တောင်းပန်ပေးပါလို့ပြောတာမဟုတ်ဘူးအကြောင်းတရားတွေအများကြီးတယ်ပြည်လျောင်ဖြစ်ရှင်းခြင်းတယ်ကိုကြီးစာစိတ်ရှိတယ်လူပိတတယ်လူပိတတဲ့မိဘဆိုရင်အဲ့လိုမတော်လို့ပါတောင်းရင်မတောင်းခံမှုတွေအဲကြောင့်ဝတ်ရှင်းလေးကျွန်တော်လည်းမိဘနေရာရောက်လာတော့ မိဘစိတ်ကလေးနည်းနည်းလေးပဲအဲထားလိုက်တယ်ပဲထားအောင်ဗျာလက်ဖြစ်တွေ့ရဲ့ဟဲ့ကိုသားသမီးကိုအရေးကြီးကြီးနဲ့ကြည့်နေသလိုသူများလည်းသူများသားသမီးကိုအရေးကြီးကြီးနဲ့ကြည့်နေမှာပဲကိုသားသမီးကိုစိုးရင်ပုံမှန်ကြောင်းကြောင်းမှုရှိတယ်လို့သူများသားသမီးနဲ့သူများသားသမီးသူ့သားသမီးကိုစိုးရင်ပုံမှန်ကြောင်းကြောင်းမှုရှိမှာပဲရှင်းရှင်းလေးလူဆိုရင်လူလိုတွေးတက်တက်သွားအခုဟာ ထာက6မြောင်းများဖြစ်စဉ်မှာယခင်နှစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကျူးလွန်ခဲ့သည့်ကျောင်းသူ2ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူကျောင်းသားအားမိဘများထံအနှံ့ထားကာဆိုရှယ်မီဒီယာပေါ်တွင်ပြန့်နှံ့ခဲ့မှုအားဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေအထာက6မြောင်းများဖြစ်စဉ်ဟာအရင်နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပြီးကျူးလွန်ခဲ့တဲ့ကျောင်းသူ2ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူကျောင်းသား2ဦးကိုမိဘတွေထံအရင်နှစ်ကတည်းကအနှံ့ထားကာဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့ခဲ့တဲ့ဖြစ်စဉ်ကိုဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပြောမယ်နော်အကန့်ချင်းရှာလာလို့ဆယ်ဒီလို့ဆက်တလီလို့စောက်ကြည့်လို့မတိုက်ဘူးစိတ်လည်းဝင်စားဘူးနော်။အဲ့ဒါဒီထမင်းစားလို့မရဘူး။အဲ့ဒါညထမင်းစားလို့ရတယ်နီလန်းလည်းမသိဘူး။သိတာတော့မြင်တယ်ကြည်တယ်တွေ့တယ်ဒေါသခက်တယ်။ရှင်းလားအခုတော့ပြောလို့လုံးတဲ့လူဘက်ကညီကောင်တို့ကရှိလို့ဘာဖြစ်နေကြလဲဆိုတော့ challenge ပဲ။နော်။ live watch လေး live watch ပြန်လုပ်မယ် challenge အပြင်မှာခွန်ရင်အပြင်မှာရှင်းမယ်ရတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကိုယ့်အိမ်မှာတော့ကိုမိသားကိုယ့်အိမ်ကတော့ကိုနေတဲ့စကားစရောစားဖြစ်တယ်ကိုနဲ့မဆိုင်ဘဲအဲ့လိုပြောပြဒေါသထွက်တာကျွန်တော်လည်းသူကြီးတယောက်လည်းမွေးထားတာနော်ကျွန်တော်ကတော့ဆက်ပြောမယ်ငါမိဘတယောက်အနေနဲ့အုတ်ထင်းသူအနေနဲ့တောင်းရှိတယ်ကိုတောင်ကြီးရဲ့လုံရဲ့ကောင်းကြီးစိုးကြီးမှားကြီးမှန်ကြီးဟာမိဘရဲ့တိုက်ရိုက်သက်ဆိုင်တာအာဆီယာဆီယာမလေးဘာညာမကလေးခဏဖေးမယ်တော့ခဏဖေးမယ်တော့လုတ်ပါ ဲ့လိုမျိုးလုတ်ဖို့မတွင်းမိတာလားတွင်းမိရတာလည်းဘာလဲအဲ့လိုလုတ်လိုက်ရတာဒီခါကျတော့ဘာလဲကြတာမလုတ်တော့မှစောက်တပြားဘုံမှမကြံအောင်ဒီခါကျမှာအဲ့ဒါဒီလူဆိုရင်တည်တယ်အမ်တပ်မိကြီးကိုကြီးစာတတ်တဲ့မိဘပိသားတဲ့သူဆိုရင်နားလေတယ်တည်တယ်ကိုရောတွင်းမိတယ်ဩငါတော့ဆိုရင်ဘာဒီလိုမျိုးလေးတော့ငါသွားမယ်အဲတစ်ခါကနင့်နာသွားတယ်မိသားစုကျင်တဲ့အောင် ငါဘလို့သွားပြီးတောင်းမတိုးရှိရမလဲဘလို့ဆောင်ရွက်ပေးရမလဲအဲဘာဖြစ်ဖြစ်ပြီးပြီးတော့မဟုတ်ဘူးနော်နောက်ဆက်တွဲကိုသားမီးတွေကလည်းအဖူးထစ်တွေအနောက်ဆက်တွေထပ်မပေးအောင်လည်းတုံတင်ဆုံးမပါလူတွေကမွေးထားတာပဲလေအဲ့လိုထင်တာပဲဟုတ်လားမြင်းနဘေးမြင်းနချိုးကိုမကြိုက်တာရိုက်ပြီးတော့ဆရာကြီးစောက်ထားနေနော်ငါပြောတာတဲ့နော်အေးအဲရှိလားကြိုက်တဲ့ပြဿနာကြိုက်တဲ့အဲ့ဒါတက်ကွာဒီကိစ္စနဲ့ပတ်သက်လို့ ဆရာထုတ်ပေါ်တယ်မဟုတ်နော်ရင်ထဲရှိတဲ့ဟာကိုခံစားရတဲ့ဟာကိုပြောတာကျင်နေကျင်နေမကျင်နေလေစကယူမဆိုင်တာငါမျက်နှာနဲ့အခုလိုမျိုးပောက်ပန်း၄၀ဒီဘယ်တော့မှမတင်ခဲ့ဘူးနော်ကြီးစရာလေးတင်နေမယ်တပည့်ဟာလေးတင်နေမယ်ဒါပဲအခုဟာကြီးကလေဘလို့မှကြည့်လို့မပြောအဲ့ကောင်မလေးစပိန်လေးကင်ကြီးမတက်ရက်ပြီးအရိုက်ခံရရအရိုက်ခံလိုက်ရတဲ့အချိန်စပိန်ဘလို့ပြဖြစ်ပြီး ပြန်ကြည့်တာမကြည့်ရဲကြည့်ရဲဘလို့စက်သေးနေငါဘောင်းနေဆိုတာအဲဘေးနာဖုံးကရဲပြရတဲ့ပေါ့လို့ပဲသားဗဟံမရမရသားလာသမီးရတာမသိဘူးမင်းတို့ဝတ်မလဲစင်းနဲ့နော်ဝတ်မလဲစင်းနဲ့မင်းတို့တက်တငယ်လေးရှိသေးတယ်ဝတ်တလုံးနဲ့လိန်ချက်ဖို့ကောင်းတယ်တလားအခုလုတ်တဲ့ရိုက်လက်ကကြောင်းသားမိသားတွေရဲ့နာမည်တွေလိပ်စာတွေတည်ရင် ဘိုင်လေးနဲ့တည့်ပြောမှာနော်တည့်ပြောမှာအခုဖြစ်တာမြောင်းမြငါတို့နေတာလက်ပုဒ်တာမော်ကျွန်းတာဘယ်လောက်မှမဝေးဘူးနေခဲ့တဲ့ဇာတိအခုလက်ရှိရန်ကုန်မှာနေတယ်ကိုကြီးတွေ့ချင်ပါတယ်ဘာကြောင့်ဆိုရင်မြတ်မထရပေါ့ကွာအလေလေလမ်းစဉ်သုံးပြီးတော့ခေါ်ဆင်းလာခဲ့ပြီမယ်နော် တော်တော်ပါအကြောင်းအရာတွေသိနားမလဲတော့လေပြောတာပြောတာလေအားမရဘူးပို့စုပ်ပစာတွေပြောနေတာဒဲတွေပြောနေတာဖြုတ်ချင်တာကစ်ချင်တာကင်းနေတာတိလာအာအဲ့လူဇေယျလက်ခဏပြရမိမာတွေကွာရနေတနေရာပဲရှိတယ်တနေရာပဲရှိတယ်ထင်းထင်းတင်းတင်းလေစုံမကြအောင်ចောင်းကြအောင်မိနာတဲ့ကလေးစိတ်တန်ရတော့ဟိုလက်ချိုင်းတော့ဒီပြုတ်ကျသွားနေတယ် အဲသူမိဘတွေလည်းအကြံပေးခြင်းနဲ့ညီကောင်မတွေလည်းအတိပေးအကြံပေးခြင်းနဲ့လက်မခံပါနဲ့ကော်မတီတို့ပါရိုက်ဖို့ကိုကြီးလေးတွေတောင်းလို့ပြောရမှာမဟုတ်ဘူးဒီအနေနဲ့ပတ်သက်လို့ကိုညီမဖြစ်ဖြစ်ကိုတူမဖြစ်ဖြစ်ကိုသားသမီးဖြစ်ဖြစ်ဖြစ်သူစိတ်ပင်ကိုနေရာကိုပြန်ရောက်ဖို့အတွက်တော့တဖက်ကကျူးလွန်နေမိသားစုတွေကျူးလွန်နေတဲ့သူတွေမှာတာဝန်ရှိတယ်အဲ့တော့ဟိုနေနာသူရဲ့မိဘတွေညီကောင်မတွေအနေနဲ့လည်းငါသားသမီးငါဆွေမျိုးငါညီကောင်မပတ်သက်လိုက်ဒါမျိုးတော့လူသားဝါလို့မရဘူးဒါမျိုးလုပ်ပြီးဒီလိုနေလို့မရဘူးဆိုတာလေးကိုလည်း ပြပါအဲနော်မနေ့ကလည်းဒီရာနဲ့ပတ်သက်တဲ့ဗီဒီယိုမှပြောလို့အဲရမျိုးသမီးကတော့ပြောတယ်အဲ့လောက်ကြီးကြီးထိလိုက်ပြီးတော့တိုက်ခတ်ပြောနေလို့တိုက်ခတ်ရမှာမဟုတ်ဘူးရင်ထဲမှာရှိတာရင်ထဲမှာဖြစ်ပေါ်လာတာဒီရာလေးနဲ့ပတ်သက်လို့တရားမြတ်တာမှုလေးပေါ်လာတာမြင်ကျင်လို့အဲနော်တကယ်ကျွန်တော်ဘာမှနားမလည်ဘူးလောက်တစ်ခုလောက်စင်ပြောတစ်ခုလောက်ကြအောင်နော်